မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ပိုင်လယ်ဖြတ်တန်းရာနှထိုးကြီးတွေတိုက်ပွဲများဆက်ဖြစ်ဒေသခံများတိမ်းရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းမြင်းချံခရိုင်အတွင်းရှိတရုတ်ပိုင်လိုက်ဖြတ်တန်းရာနှထိုးကြီးမြို့နယ်အတွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးဒေသခံများဘေးလွတ်ရာတိမ်းရှောင်နေရကြောင်းမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံမှသိရှိရပါတယ် ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအနေဖြင့်မေလ15ရက်နေ့မှာစတင်ခဲ့တဲ့စစ်စင်ရေးအတွင်းငင်းချန်နထိုးကြီးတောင်သားနဲ့ငန်းစော်မြို့နယ်များရှိစစ်ကောင်စီတပ်စခန်းများကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်မှုများပြုလုပ်လျက်ရှိရာနထိုးကြီးမြို့နယ်တွင်ရှနေမေလ20ရက်အထိတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းမြို့နယ်ပအဖာထံမှသိရပါတယ်လက်ရှိတွင်နှထိုးကြီးမြို့အရှိမြောက်ချမ်းရှိဝက်လူးရွာရဲ့စခန်းနှင့်အရှိချမ်းရှိထန်းစင်ကျေးရွာအနီးတွင် ရှိသည့်တရုတ်ပိုင်လိုင်းစောက်တပ်စခန်းများကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်လ က်ရှိရာအနီးအနားကျေးရွာများမှာထောင်နဲ့ချီသည့်ဒေသခံများထွက်ပြေးနေရခြင်းဖြစ်ကြောင်းမြို့နယ်ပအဖအဖွဲ့ဝင်တအူကပြောပါတယ်စစ်ပေးရှောင်ပြည်သူတွေကတော်တဲ့တောင်တွေမှာဖြစ်တယ်လို့နေနေရတယ်။အစားတောင်းတဲ့ရိတ်ခါတွေလိုအပ်နေတယ်။မိုးဥကာလရောက်လာပြီဖြစ်လို့မိုးခါတွေအထူးလိုအပ်နေတယ်ဟု၎င်းကပြောပါတယ်။တိုက်ပွဲများကြောင့်ဝက်လူအရှိအလဲအနောက်ထန်းစင်နဲ့အနီးနာကျေးရွာများဖြစ်သည့်ထန်းခွာ၊ပေချက်၊ကနာ၊ခွေးပင်တို့စသည့်ကျေးရွာများမှာဒေသခံများဘေးလွရာသို့တိမ်းရှောင်နေရခြင်းဖြစ်ပါတယ်။ ထိုက်ပွဲဖြစ်ပွားနေချိန်တစ်လျှောက်လုံးစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်လျက်ရှိပြီးအဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့်နေအိမ်ပျက်စီးမှုများလည်းရှိကြောင်းတော်လန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါရယ်။လေရင်မျိုးစုံသုံးနေတာ Y12, Jet Fighter, MI35 အကုန်သုံးနေတာ Y12 တွေကတော့တနေကုန်ပတ်ပွဲပြီးကျဲနေတာနေအိမ်ပျက်စီးမှုတော်တော်ရှိတယ်တိုက်ပွဲဖြစ်နေစေဆိုတော့စရင်အတိအကျမသိရသေးဘူးဟု၎င်းကပြောပါရယ်။ ခုမြင်းဆောင်အညာမြေစစ်စင်ရေးဧရိယာအတွင်းပါဝင်သည့်ငင်းချန်နှင့်တောင်သားမျိုးနိုင်များတွင်လည်းခြိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီးတိုက်ပွဲများနှင့်ပတ်သက်၍ပြန်ကြားရေးအဖွဲ့တပ်ဆက်သွယ်မြင်းမြန်ခဲ့တော်လည်းသတင်းထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းပြောဆိုပါရယ်ဆက်လက်ပြီးဖားကတ်မျိုးနှင့်အမိုင်အငဲငယ်အကွာတို့စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာပြီးဖားကတ်ဗျူဟာကုန်းမှလက်နက်ကြီးများဖြင့်ပစ်ကူနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ် ကချင်ပြည်နယ်ဖားကံမြို့သို့စစ်ကြောင်း၃ကြောင်းခွဲကအင်အားတထောင်ဒီပါဖြင့်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်များဖားကံမြို့နှင့်မိုင်၁၀မိုင်အခန့်အကွာကိုရောက်ရှိလာပြီးဖြစ်ကြောင်းသိရပါသည်။တရားညီနောင်ကျေးရွာအနီးတွင်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကိုယမန်နေ့မေ၁၉ရက်ညနေပိုင်းတွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကတိုက်ခိုက်ခဲ့ရာစစ်ကြောင်းရပ်တန့်လျက်ရှိပြီးညပိုင်းတွင်စစ်ကြောင်းမှပြားအုံရွာအထိရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါသည်။ ပထမတရားညီနောင်မှာစောင့်ပြီးတော့အတိုက်ခံရလို့စစ်ရက်တန်သွားပေမဲ့ညပိုင်းမှာနန်တိန်ဝင်းကျင်နာတီထိတွေ့မှုရှိလာပါတယ်။ဖားကပ်ဗျူဟာနဲ့လုံခင်းဘက်ကလည်းလက်နက်ကြီးတွေနဲ့ပစ်တဲဟုကချင်စစ်ရေးတရင်ရင်းမြက်ကသတင်းဌာနသို့ပြောပါတယ်။ကြားအောင်ရွာအနီးတွင်စစ်ကောင်စီတပ်နှင့် KIA တပ်တို့ထိတွေ့တိုက်ပွဲရှိနေပြီးစစ်ကောင်စီက ဖာကန့်ပြူဟာကုန်းမနေ၍လက်နက်ကြီးများဖြင့်တုံးချိန်ပစ်ကူပေးထားကလုံခင်မစွတ်ရန်အချင်းစခန်းမနေ၍လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းဒေသခံများထံမှသိရပါသည်။ဖာကန့်သို့ဥတီချီတက်လာသည့်စစ်ကောင်စီ၏ခြေလျင်သုံးစစ်ကြောင်းအနက်ရှိပြေးတက်အချို့သည်တရားညီနောက်မှတဆင်ပြအုံရွာသို့ရောက်ရှိလာသည်အဆိုပါစစ်ကြောင်းများအနက်ပင်မတက်ဟုယူဆရသည့်စစ်ကြောင်းတစ်ခုသည်ခွက်ဆိုင်စွရဝင်းကျင်တွင် ရောက်ရှိနေပြီးနောက်ထပ်တက်တစ်ခုမှာစိုင်းဖရာအနီး KIA နှင့်တိုက်ပွဲဖြစ်လျက်ရှိကြောင်းသိရပါသည် ခြေတက်လာသည့်စစ်ကြောင်းများသည့်ဖားကတ်အခြေဆိုင်တမ33နှင့်လဲလျံအေးအားထောက်ကြီးတုံး၍စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်းစစ်တရင်ရင်မြက်ကဆိုပါရယ်စစ်ကောင်စီသည်ပြီးခဲ့တဲ့ AB 23ရက်မှစတင်၍ဖားကတ်မြို့ကိုဦးတည်ပြီးဖားကတ်ကာမိုင်းလန်ဖားကတ်တနိုင်းလန်အင်းတော်ကြီးဖားကတ်လန်တို့မှစစ်ကြောင်း၃ကြောင်းခွဲကစစ်ကြောင်းထိုးလာခြင်းဖြစ်ပါရယ်ဆလဘီကလေးမျိုးကနေချင်းတောင်ကိုစစ်ကောက်စီအင်အား200နဲ့စစ်ကြောင်းထိုးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် စကိုင်းတိုင်းကလေးမြို့နယ်ကနေချင်းပြည်နယ်ဘက်ကိုစစ်ကောင်စီတပ်ကအင်အား200နဲ့စစ်ကြောင်းထိုးလာနေတယ်လို့စစ်ရေးသတင်းရင်းမျက်စိကသိရပါတယ်။မနေ့မေလ19ရက်နေ့မနက်၄နာရီကစပြီးကလေးတိုင်းငင်းကလန်းအတိုင်းစစ်ကား15စီးနဲ့ချင်းပြည်နယ်ဘက်ကိုဦးတည်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ကလေးမြို့ကနေကား15စီးနဲ့အင်အား200လောက်ရှိမယ်။လက်နက်ခဲယမ်းတွေအပြည့်စုံနဲ့ချင်းတောင်ဘက်ကိုဦးတည်ချီတက်နေတာပါလို့စစ်ရေးသတင်းရင်းမျက်ကသတင်းဌာနသို့ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းချီတက်ရမှာစစ်ကောင်စီတပ်ကခြေလင်းအင်အားတဝက်နဲ့ကားပေါ်အင်အားတဝက်တို့နဲ့စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ဒါပြင်စစ်ကောင်စီတပ်စစ်ကြောင်းချီတက်ရကားလမ်းတစ်လျှောက်ကိုလည်းကင်းထောက်လေရင်နဲ့အရင်စီလွတ်ပြီးကင်းထောက်နေတယ်လို့သိရပါတယ်။စစ်သားတွေစစ်ကြောင်းထိုးတာကခြေလင်းကနေတဝက်ကားပေါ်ကနေတဝက်သွားကြတယ်။နီးလေလောက်ရောက်တော့ ကလေးတိုင်းငင်းစစ်ကြောင်းချီတက်ရလန်တဲ့ရှောက်ကိုခင်းထောက်လေးနဲ့ကဲထောက်တယ်လို့စည်ရည်တရင်ရင်မြက်ကတရင်ဌာနသို့ပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာဒီနေ့မေလ20ရက်နေ့ထိဘယ်နေရာတွေကိုရောက်ရှိနေလဲဆိုတာတော့မသိရသေးပါဘူး။စစ်ကောင်စီတက်ရဲ့စစ်ကြောင်းထိုးလာတာကြောင့်ကလေးတိုင်းငင်းကာလန်ပေးရှိကျေးရွာတွေကဒေသခံတွေဟာတိုက်ပွဲဖြစ်လာမဲ့ကိုစိုးရိမ်ကြလို့ဘေးလွယာကိုချိုးတင်ထွက်ပြေးတိမ်းရှောင်မှုတွေပြုလုပ်နေကြပါတယ်။မနေ့ကမော်ပီရွာမှာလေရင်ဝဲနေတဲ့ လေချောင်းပုံကျဲတိုက်ခိုက်မလားဆိုပြီးစိုးရိမ်နေကြတယ်။နောက်တော့မှစစ်သားတွေစစ်ကြောင်းထိုးလာလို့ကင်းထောက်တယ်ဆိုတာသိရတာပါ။ဒါကြောင့်တိုက်ပွဲတွေဖြစ်မှစိုးရိမ်ကြသလိုလေချောင်းပုံကျဲတိုက်ခိုက်မှာကိုစိုးရိမ်ကြလို့ကာလန်ဘေးကရွာတွေအကုန်လုံးတိမ်းရှောင်နေကြတယ်လို့မော့ပီရွာသားတက်ဦးကသတင်းဌာနသို့ပြောပါတယ်။ချင်းတောင်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်လက်ရှိမှာနှစ်ဖက်တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့စစ်ရေးနဲ့ပတ်သက်ပြီးတိတိမြို့နယ်ဒေသခံတက်ဦးကသတင်းဌာနသို့ပြောပါတယ်။ အခုစစ်ကြောင်းထိုးလာတဲ့လမ်းတိုင်းဆိုဒီတိမ်ဘက်ကိုတက်လာလို့ရတယ်လို့ဖလန်းဘက်တက်လာလို့လည်းရပါတယ်။လမ်းကဟိုဘက်ဒီဘက်သွားလို့ရတာကိုဒီတိမ်မျိုးဘက်မှာတော့စကားစတွေရှိနေသေးတယ်သူတို့ကချိတ်ဆက်တော့ချီမာပေါ့လေ။ ဖလန်းပတ်တော့မျိုးကြပြီးအဆက်ပြေစစ်ကြောင်းထိုးလာနိုင်တယ်။အလောက်အင်အားအများနဲ့တက်လာတဲ့ဆိုတော့တိုက်ပွဲကပြန်ဖြစ်လာနိုင်တယ်။အရင်နှစ်ကလည်းကလေးညို့ကနေစစ်ကြောင်းတွေထိုးလာပြီးလက်လွတ်လိုက်ရတဲ့စခန်းတွေတိုက်ပွဲဖြစ်ပြီးပြန်သိမ်းတာတွေရှိတယ်။လက်ရှိမှာတိုက်ပွဲမဖြစ်သေးပေမဲ့စစ်ကောင်စီတပ်နဲ့ CDF, CDM, CN နှစ်ဖက်စလုံးကကလေးတိုင်းငင်ကလန်အတက်အစင်အလုံးကိုယာယီပိတ်ထားလိုက်ပါတယ်။ ဆက်လက်ပြီးအိုးတိန်တရွာစာတင်ကြောင်းဘုံကျဲခံရမှုထိခိုက်တရားရသူတရားကြောအနက်ကိုလက်အင်ကဖြတ်တောက်ရသူ14ဦးရှိနေပြီးတင်းထန်တရားရရှိထားသူ20ဦးရှိကုသရေးဆေးဝါးလိုအပ်ချက်အပြည့်စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါကြုံနေရတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ဇဂိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင်ရာစာတင်ကျောင်းကိုစေအုပ်စုလေးကျောင်းတိုက်ခိုက်မှုမှာထိခိုက်ဒဏ်ရာရရှိခဲ့သူတရာကျော်အနက်ကိုလက်အင်ကဖြတ်တောက်ပြစ်လိုက်ရသူ14ဦးရှိပြီးဒဏ်ရာအပြင်ထံရသူ20ဦးထိရှိနေတယ်လို့ဒီပဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဒီပဲရင်ပါအာဖာတာဝန်ရှိသူတို့ကပြောပါတယ် ကိုလက်အင်ကဖျက်တော့ပြရသူ14ဦးမှာចောင်းဆရာ2ဦးနဲ့ចောင်းသူចောင်းသား73ဦးဖြစ်ပြီးခြေလက်ဖျက်တော့ပြလိုက်ရသူနဲ့ညလုံးဆုံးရှုံးလိုက်ရသူတွေပါဝင်တယ်လို့ဆိုပါတယ်ဒီမှာကကိုလက်အင်ကဖျက်တော့ရတဲ့သူကအရေးအတွက်အဖြစ်တော့14ဦးကိုနှုတ်လိုက်လို့ရှိရင်ចန္နာအကုန်လုံးကတော့ဒံယာထိခတ်ရရှိတဲ့သူတွေကြီးပါပဲဗျပြင်းထန်ဒံယာကတော်တော်ပြင်းပြင်းထန်ထန်ပေါ့ကျွန်တော်တို့ဥပမာပြောရလို့ရှိရင်စရီကြောင်းထဲ့တို့ဘာညာပေါ့ ော်တော်လေးထိခိုက်ခွဲစိတ်တို့အလိုဒဏ်ရာအပြင်းထန်ရတဲ့သူတွေကတော့ဦး20ရှိပါတယ်လို့ဒီပဲရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်မြို့နယ်အတွင်းစေယုံစေကံမရှိတာစေယုံစေကံသွားရောက်ကူတာဖို့အတွက်လဲစေအုပ်စုကခွင့်မပြုတာမသွားလာရတာတွေကြောင့်ခေါင်းဆောင်စေဝါကူတာမှုခံယူမှုမရရှိပဲရရှိတဲ့စေဝါလေးနဲ့အစဉ်ပြေတလို့ကူတာပေးနေရတာဖြစ်တယ်လို့ဆိုပါတယ် စည်းဝါးကုသမှုအခြေအနေတွေကတော့ထုံးစံတိုင်းပဲပြီးပြည့်စုံခဲ့ရလို့တော့မရှိဘူးကျွန်တော်တို့အစဉ်ပြေသလိုကျွန်တော်တို့စီမားရောက်ရှိလာတဲ့စည်းဝါးတချို့လည်းအရာတွေနဲ့အစွမ်းကုန်ကုသပေးလျက်ရှိပါတယ်လို့ဒီဘေးရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်ဒီကရဲမီလာစနေရက်ကစေအုပ်စုမိထီလာရှန်တဲလီတဲ့စခန်းကတက်လာတဲ့ဂျာဗိုက်တာလေးရဟာအဆိုပါကြီးရွာစတဲ့အကြောင်းကို ဘုံပရိဒာကလပ်စတာဘုံအုံပြူတိုက်ခိုက်ခဲ့တာဖြစ်ပြီးဆီယာမနှစ်ဦးအပါဝဲထိဆုံးသူ24ဦးနဲ့တရားရရှိသူ102ဦးရှိပြီးတချို့ကထိတ်လန့်ပြီးရွာကိုစွန့်ခွာတန်းရှောင်သူတွေလည်းရှိတယ်လို့ဆိုပါတယ်။ဆေးအုပ်စုဘုံကျဲတက်ပြက်လို့ထိဆုံးခဲ့ကြသူတွေဟာ grade 2ကနေ grade 11အထိចောင်းသားចောင်းသူတွေဖြစ်ပါတယ်။ ။တချို့ကဒီဖြစ်ပျက်ကြီးဖြစ်ပြီးနောက်ပိုင်းမှာထိတ်လန့်ပြီးတော့ပြန်မနေရတဲ့သူတွေလည်းရှိတာပေါ့နော်။မဖြစ်မနေပြန်နေရတဲ့သူတချို့လည်းရှိတာပေါ့လို့ဒီပဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတအူးကပြောပါတယ်။အိုတိန်တွင်ရစာတင်ကြောင်းလေးကြောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ဒဏ်ရာရတဲ့ကလေးငယ်တွေနဲ့သူတို့ရဲ့တငယ်ချင်းကလေးငယ်တွေဟာစိတ်ပိုင်းဆိုင်ရာစိုးရိမ်ထိတ်လန့်မှုတွေခံစားနေကြရတယ်လို့ပြောပါတယ်။ရောမှရှိတဲ့ကလေးငယ်တွေကစိတ်ပိုင်းဆိုင်ရာအဖြစ်လေထိခိုက်နာကျင်မှုတွေခံစားရမယ်ပေါ့။ထိတ်လန့်မှုရဲ့အရှိန်ကအခုထိမပြေသေးဘူး။ တို့မျက်စိရှိမှဖြစ်ပျက်သွားတယ်ဗျာတို့တငယ်ချင်းတွေဒါတွေဖြစ်တဲ့အမြင်ကွင်းတွေအရာတွေအကုန်လုံးခန်းစားနေရတဲ့အတွက်ကြောင့်ကလေးတငယ်တွေမှလည်းစိုးရိမ်ထိတ်လန့်မှုတွေကလည်းကြုံတွေ့နေရဆဲဖြစ်တယ်လို့ဒီဘက်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်လက်ရှိမှာထိခိုက်တံရရသူတွေကိုစေကူတာပေါ်နဲ့သူတို့ရဲ့မိသားစုတွေအတွက်အကူအညီအထောက်ပံ့တွေရရှိဖို့စ조사လှုပ်ဆောင်နေကြတယ်လို့ခုကြီးကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ် ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။